LBN ဖုန်းကြီးเจ้าနဲ့ရာရုံးဝန်းတစ်ခုထဲမှာတော့ finish နဲ့ sabico ကိုရောက်နေကြပါတယ်။เจ้าနိုင်ဖုန်းကြီးရာအမိန့်စာလေးတစ်လေးကိုခြင်ပြီး The Holy Sea ဒိုင်ရိုက်အမိန့်မဲ့ Tatmu Furnace ဒိတ်ထီတွေကိုလည်းအတော်များများနှိမ်နှင်းပြီးနေပါပြီ။ Tatmu အတွက်အိမ်ပြန်ဖို့တာဝန်ရအနားယူဖို့အမိန့်ကြလာပါတယ်လို့ပြောတော့မဖြစ်ပါဘူးဖုန်းတော်ကြီး။ဒိတ်ထီအကျွမ်းကြံနေကြံနေနိုင်ပါသေးတယ်။ပြီးတော့ကျမတို့မရှိတော့ရင်ဘုန်းတော်ကြီးတို့အကာအကွယ်မဲ့သွားပါလိမ့်မယ်လို့ Furnace ကလက်မခံနိုင်မဲ့ complaint တက်ပါတယ်။ ဟောလီစီတစ်ဖွဲ့လုံးကိုနားပေးတာမဟုတ်ပဲတမ်မူဖာနီစ်တယောက်တည်းကိုပဲနားပေးတာပါကြံခဲ့တဲ့တပ်ဖွဲ့တွေကိုဒုတက်မှုအေဇန်ဆက်ပြီးဦးစီးသွားမှာပါလို့ဘုန်းတော်ကြီးကပြန်ရှင်းပြလိုက်ပါတယ်ဖာနီစ်ကတော့မဖြစ်နိုင်ပါဘူးကျမဒီတာဝန်မစွန့်နိုင်သေးဘူးလက်မခံနိုင်ပါဘူးဆိုပြီးဆက်ပြောနေပါတယ်တမ်မူဖာနီစ်ဒီညွှန်ကြားချက်ကတင့်ခမဲတော်ဘန်ဒီမီယွန်းရဲ့ဆန္ဒအရကြလာတာပါ ဒါဟာမြင့်မြတ်တဲ့တာဝန်ဆိုတာမှန်ပေမဲ့ဒီလိုဆက်ဆုပ်ရွှင်ရှားစရာတွေပြည်နေတဲ့နေရာမှာတင့်ခမဲတော်ကတင့်ကိုမိမသားတယောက်အနေနဲ့ကြာကြာရှိနေစေချင်မှာမဟုတ်ပါဘူးဒီဒုက္ခတွေတွေအတွက်ရိတ်ခါကိုလည်းဗန်တီမီယိုအိမ်တော်ကပဲအများစုထောက်ပံ့ပေးထားတာပါဒီအမေကိုမလွန်ဆန်ရဲပါဘူးနားလည်ပေးပါလို့ပြောတော့ဖန်နီစ်လည်းစိတ်ဆိုးမှန်ဆိုးနဲ့ထွက်လာပါတယ်အပြင်ရောက်တဲ့အခါမှာနောက်ကလိုက်လာတဲ့ဆာဘီကိုပတ်တစ်ချက်ပိတ်ရိုက်ပြီးခမဲတော်နင်ပြောလိုက်တာမဟုတ်လားငါလှုပ်ဆောင်ချက်တွေကိုငါမိသားစုစီကိုနင်တည်င်းပေးနေရမဟုတ်လား ဒိဋ္ဌိတွေကိုငါကဝမ်းသာအားရနဲ့လိုက်ဖမ်းနေပြီးတိုင်းမချီမိရှုတက်တယ်ဆိုပြီးနေရရေးလိုက်မှာပေါ့ဟုတ်တယ်မလားငါအဖေကအိန္ဒိယရဲ့အရှင်သခင်ဆိုတော့လေနင်ဘယ်လွန်ဆန်နိုင်မှမလဲဒါပေမဲ့မမေ့နဲ့နင်းရဲ့သခင်ကငါပဲငါတယောက်တည်းပဲနင်ငါစီမှာတစ္ဆာဆိုထားပြီးဒါအောင်မမေ့နဲ့လို့ तू ပြောချင်တာတွေထင်ချင်တာတွေထင်သွားပြောသွားပါလေစပီကိုကမဟုတ်ပါဘူး तू ပြန်မပြောပါဘူးဆိုပြီးညင်းနေတာလည်းနားမထောင်ပါဘူး လမ်းဆက်လျှောက်လာရင်ဖန်နီစနဲ့ဆာပီကိုတို့နှိပ်စက်ခန်းလေးကနေပြန်လာတဲ့နီနာကိုတွေ့လိုက်ရပါတယ်။မော်ဂန်စီရဲ့နောက်လိုက်ချက်ဘူးကနင်းလောက်တနာစရာကောင်းတဲ့သူမျိုးကတစ်ခါမှမတွေ့ဘူး။ငါလက်သေးခွင့်တစ်ခုတောင်ခွာလို့မပြီးခင်မှာပဲနင်းကအကုန်လုံးပြောချပြစ်လိုက်တယ်။တငယ်ချင်းကိုရောင်းစားပြီးနင်းရဲ့နောက်ဆုံးညလေးကိုပျော်ပျော်နေလိုက်အောင်ပေါ့လို့နီနာကိုပြောနေပါတယ်။ဖန်နီစတို့ကနှိပ်စက်ခန်းစီမှာရှိတဲ့ဖာသာမော်ဂန်ကိုသွားတွေ့ရာဖြစ်ပြီးမော်ဂန်ကလည်းဖန်နီစကို ဒိဋ္ဌိပုံခုရက်ကိုဝင်စည်းနိုင်လို့တာဝန်ကြီးကြောင်းစွမ်းဆောင်ရည်နဲ့ပြည်စုံကြောင်းနေချီးမွမ်းနေပါတယ်ပြီးတော့အစီရင်ခံချက်အရမူမမှန်နဲ့ပုံမှန်မဟုတ်တဲ့တိုက်ခိုက်မှုတွေရောကြုံရသေးတယ်ဆိုတာဟုတ်လားလို့ Morgan's ကမေးတော့ဒိဋ္ဌိရဲ့စီးကြောင်ကြောင်းတာဖြစ်မှာပါလို့ Fanny's ကပြန်ပြောလိုက်ပါတယ် Morgan's ကတင်ပြချက်နောက်တစ်ခုရှိသေးတယ်အနဲ့ရောင်ဒါသမားပေါ်လာတယ်ဆိုတာရောဟုတ်လားလို့မေးပြီး Fanny's ကဟုတ်မှန်ကြောင်းပြောလိုက်တော့ Morgan's တစ်ခုခုကိုစဉ်းစားတဲ့ပုံစံဖြစ်သွားပါတယ်ဒီကောင်လဲမူမမှန်ပါဘူး မော်ဂက်စ်ရဲ့နောက်လိုက်တရားနီနာကိုထားခဲ့ပြီးကက်စကာကိုခေါ်လာတော့အနှဲ့ရောင်ဒါသမားဒီမိန်ကလေးကိုကယ်ဖို့စူးစမ်းခဲ့ကြအောင်ပတ်သက်မှုကိုတော့တိကျမသိကြအောင်ဖန်နီစ်ကပြောလိုက်ပါတယ်မော်ဂက်စိတ်ဝင်စားသွားပြီးအနှဲ့ရောင်ဒါသမားနဲ့ဆက်ဆက်နေတယ်ပို့လို့ပြောရင်ကက်စကာအင်းကိုဆွဲဖြစ်လိုက်တာအမှတ်အသားကိုတွေ့သွားပါတယ်ဒါဟာတေချာပေါ့ဆုံးမရဲ့အမှတ်အသားပဲဒီမိန်ကလေးကိုအထူးစစ်မေးရမယ်ဆိုပြီးတန်ဆူးကျွန်နေအပြည့်ရှိတဲ့လောင်ရင်ထဲကိုထည့်ဖို့လုပ်ကြပါတယ်လောင်ရင်ကိုလှက်လိုက်တော့ကက်စကာမတိုင်ခင်ထည့်ခံထားရတဲ့အမျိုးသမီးတယောက်ထွက်ကြလာပြီး ခန္ဓာကိုယ်အနှံ့အပေါက်တွေနဲ့မသေမရှင်ဖြစ်နေပါတယ်။သေသွားရင်တော့တော်ပါဦးမယ်။မသေဘဲနဲ့ဆန့်ငင်ဆန့်ငင်ဖြစ်နေတာပါ။ဒီလိုနဲ့ကက်စကောက်ထဲ့နေချိန်မှာပဲပတ်လဲရောက်လာပါတယ်။အထဲထည့်ပြီးပြန်ပိတ်တဲ့ချိန်တန်ကျွန်းတွေကကက်စကာရဲ့အရေပြားကိုစတိမိနေပြီးနှထင်နာကသွေးဆက်အဟောင်းတစ်ဆက်ကရင်ဘက်ကအမှတ်သားပုံကိုကျလိုက်တာနဲ့ဝုံးကနေပေါက်ကွဲထွက်ပြီးအနားကကောင်နှစ်ကောင်လွန့်ထွက်သွားပါတယ်။ကက်စကာရောထူးဆန်းတာတစ်ခုကိုခံစားမိပြီးကက်စကာဒုက္ခရောက်နေပြီဆိုတော့ချက်ချင်းသိလိုက်ပါတယ် လူကဖះเจ้าရဲ့ပြတင်းပေါက်တစ်ချက်ကိုခဲနဲ့လှမ်းပေါက်လိုက်တော့အသက်ခက်ကြီးကြီးအမျိုးသမီးတစ်ယောက်ကတကားလာဖွင့်ပြီးလှေကားပါချပေးလိုက်ပါရယ်ရှင်တို့နှစ်ယောက်ခဏပုန်းနေအောင်လို့မှာရင်အပေါ်တက်ပြီးဂျရုံးကခေါ်လိုက်လို့ရောက်လာတာဖြစ်ကြောင်းပြောနေပါရယ်အဲ့အချိန်မှာဝုန်းကနေအရေးတခုဖြတ်သွားလို့တယောက်ယောက်ဖြတ်သွားတာလားဆိုပြီးအဖွားကြီးကပြောလိုက်တော့မဟုတ်ပါဘူးအဖွားစိတ်ထင်တာပါလို့လူကားပြန်ပြောလိုက်ပါတယ်ဂက်စ်ပြေးသွားတာမြန်လွန်းလို့တေချာမသိလိုက်တာပါဂက်စ်ကတော့ဂက်စ်ကောက်အတင်းလိုက်ရှာနေပါတယ် လောင်ရင်နဲရကက်စကာရဲ့ဘေးပတ်ပတ်လေမှာမကောင်းဆိုးဝါးဝိညာဉ်တွေရှိနေပြီးမော့ဂတ်စတူကတော့ဘာတွေဖြစ်နေမှန်းနားမလည်နိုင်ဖြစ်နေပါရဲ့ဒီအခန်းဟာနှိပ်စက်ခံရပြီးတည်တဲ့သူတွေအများများတာကြောင့်မကောင်းဆိုးဝါးဝိညာဉ်တွေရလေနေရအနှက်အများကြီးပေါ်လာပါရဲ့ပြီးရနေအနီးနားမှာရှိတဲ့လူတိုင်းကိုမျိုးပြီးအယိုးစုပဲကြံတဲ့အထိစားပစ်ကြပါရဲ့အားလုံးထွက်ပြေးကြပြီးကက်စကာကတော့မကောင်းဆိုးဝါးတွေရဲ့အလဲမှာပိတ်မိသွားပါရဲ့ ဘာဖြစ်နေကြရလဲဆိုပြီးအေဇန်အခြေအနေကိုမင်းနေတော့မှာပဲတန်လက်တစ်ဖက်ကဖာနီစ်ကိုဆွဲခေါ်သွားပါပါတယ်။ဘာမှဆက်မပြောနိုင်ခင်မှာပဲလေဘင်းကိုဓာတ်နဲ့ခြောက်ထားပြီးငါမိတ်ဆွေဘမာလဲလို့မေးလိုက်ပါတယ်။မေးတာကိုမဖြေပဲဖာနီစ်ကသူ့ပုံစံအတိုင်းစောက်စရာကြီးထားနဲ့မကြည်ကြည့်ကြည့်ပြီးနင်ကအဲ့ဒီမင်းလေးတွေရောက်လာတာပေါ့ရီဘာရီပြောနေလို့အာကောင်လေးကိုဓာတ်နဲ့ခြောက်ပြီးဖြေတန်းကိုတခွန်းနဲ့မေးလိုက်ပါတယ်။ဒီတော့မှဖာနီစ်လည်းကြောက်လန့်ပြီးအတန်ကတုံကရင်နဲ့အေးအဲ့ဒီမင်းလေးကမြေအောက်ထပ်နှိပ်စက်ခန်းထဲမှာပါလို့ပြောတော့ ဲ့ဒီနှိပ်စခန်းဘယ်နားမှာလဲလို့ gas ကထပ်မေးလိုက်ပါတယ်မရတော့ဘူးအခုချိန်သွားရင်တော့မမီတော့ဘူးမြေအောက်ခန်းထဲမှာအဲ့ဒီဟာကြီးအဲ့ဒီဟာကြီးအများကြီးပဲလို့ fanis ကပြောတော့ငါ့ကိုအဲ့ဒီနှိပ်စခန်းလေးကိုခေါ်သွားပေးစမ်းဆိုပြီး gas ကထပ်ပြောပါတယ်ဟင်းမခေါ်သွားပေးနိုင်ဘူးဘယ်သူကအဲ့နေရာကိုထပ်သွားခြင်းမလဲလို့ fanis ပြောနေတော့မှနေရန်ကိုလက်သီးနဲ့ထိုးခွဲပြီးစိတ်တော့မကောင်းဘူးနေငါ့ကိုမြန်မြန်ခေါ်သွားပေးတာကောင်းမယ်မဟုတ်ရင်ငါမင်းကိုရိုက်ချိုးမိရောမယ်လို့ပြောလိုက်တာ fanis အာမခံရဲတော့ပါဘူး ဤလင်းကိုဖော်ကောင်လှုပ်လိုက်မိလို့စိတ်မကောင်းဖြစ်နေတဲ့ကိုကိုကိုအပြစ်တင်နေမိရဲ့နီနာတယောက်တော့အပြင်ဘက်ကနေမကောင်းစိုးဝါးကြီးမကောင်းစိုးဝါးကြီးလာနေပြီပြေးကြလို့ပြောတဲ့အတန်ဒီကြောင့်ထိတ်လန့်ပြီးတကားဖွင့်ပေးဖို့ဇွတ်အော်နေပါတယ်အဲ့ဒီချိန်မှာရုတ်တရက်တကားပွန်လာပြီးသူ့ကိုလာခဲ့တဲ့လူကာတို့၃ယောက်ကိုတွေ့သွားပါတယ်အီရှီဒိုရိုကအခြားဒိဋ္ဌိအကျဉ်းသားတွေကိုပါလွှတ်ပေးနေပြီးဂျရွန်ကလည်းသူဒိဋ္ဌိတွေကိုလိုက်ဖမ်းနေရတာမပြောချောင်းဒီတာဝန်တွေကိုပြစ်ပယ်ပြီးအမျိုးသမီးတယောက်ကိုလက်ထပ်အေးအေးဆေးဆေးနဲ့နေသွားခြင်းကြောင့်လူကာကိုကြည့်ရင်ပြောလိုက်ပါရယ် ဤလိုင်းဝင်ရောကယ်ဖို့အတွက်သွားရှာကြရမယ့်ချိန်မှာပဲမကောင်းဆိုးဝါးကြီးတကောင်ကသူတို့ရှေ့မှာပေါ်လာပါတယ်။ Gas တို့ရောက်လာချိန်မှာတော့မကောင်းဆိုးဝါးရိပ်ရောင်တွေမတွေ့ရတော့ပဲအယိုးစုတွေနဲ့သွေးစာသွေးနာတွေပဲကြံမာတော့တယ်။တန်ကောင်းစွတ်တစ်ခုဟာရွေ့နေတာမြင်လို့ဆွဲလံကြည့်လိုက်တဲ့အခါမှာအကာအကွယ်ဝင်ယူနေတဲ့ pack ကိုတွေ့လိုက်ရပါတယ်။ pack ကတူကက်စကာကိုကယ်ဖို့ခိုးဝင်လာတာဖြစ်ကြောင်း Gas ကဝမကောင်းဆိုးဝါးတွေဝါမျိုးသွားပြီဖြစ်ကြောင်း ဒါပေမဲ့ထူးဆန်းတာသူများရဲ့လို့ရည်ပြောမသွားပဲကက်စကာအသက်ရှင်နေသေးတာကိုအာယုံခံလို့ရကြအောင် ကက်စကိုပြောပြလိုက်ပါတယ်ဖန်နီစ်ကဂက်စ်တယောက်တည်းစကားပြောနေရလားဆိုပြီးရှေ့တဝင်းကြည့်လိုက်တော့ပက်ကိုမြင်ပြီးလန့်သွားပါတယ်ဖန်နီစ်ရဲ့ဘာသာရေးအစွဲတွေယုံကြည်မှုတွေတဖြည်းဖြည်းရောလာတာကြောင့်ဒလုံနဲ့တငယ်ကိုမြင်နိုင်လာတာပါနင်သွားခြင်းရသွားလို့ရပြီဆိုပြီးဂက်စ်ကပြောတော့ဖန်နီစ်ကတယောက်တည်းမသွားရတာကြောင့်ငါလဲလိုက်မယ်ဆိုပြီးဂက်စ်နောက်ကိုလိုက်လာပါတယ် မကောင်းဆိုးဝါးတွေဟာကက်စကာဝင်းရံနေပြီမဲ့တယောက်မှမထိနိုင် မထိရဲကြပါဘူး။ဘာကြောင့်လဲဆိုရင်ဒီကောင်လေးကကာကွယ်ပေးထားလို့ပါ။အချို့တွေလည်းဒီကောင်လေးအကြောင်းတနည်းအားဖြင့်ဒီမွန်ချိုင်းအကြောင်းကိုသိကြပါရယ်။ကျွန်တော်နောက်ကြရင်တော့တေချာထက်ရှင်းပြပါဦးမေ။မော့ဂက်စတိုအဖွဲ့ဟာဝတ်ပြုခန်းထဲမှာမကောင်းဆိုးဝါးတွေဝင်မလာနိုင်အောင်တားနေကြပါရယ်။နောက်လိုက်တည်းကတကားပြက်ကြတော့မှမို့မော့ဂက်စ်ကိုနောက်ဆုတ်ဖို့ပြောပေမဲ့မော့ဂက်စ်ကဘာမှကြောက်စရာမလိုဘူး။ဖျားသခင်ကိုတတ်ဝင်ယုံကြည်ရင်အရာအလုံးကိုပုံအပ်ပေးထားရမယ်။ ယုံကြည်မှုအတွက်အသက်ကိုယင်းရမယ်ဆိုရင်တော့ယင်းလိုက်မယ်လာစမ်းမှာဆိုပြီးစန်းစာအုပ်ကိုကင်ဘရုစ်လီထာဖန်းနေတော့မှထူးဆန်းတာတစ်ခုဖြစ်သွားပါတယ်အရင်ပိုင်းမှာပြောခဲ့တဲ့ဟော်လီစီတစိ့တော်ပေါ်မှာထိုင်နေရဆိုတော့ဥပုံစံမကောင်းဆိုးပါပေါ်လာပြီးအချွန်နေနဲ့မော့ဂတ်စီရောတူနောက်လိုက်တွေကိုပါထိုးပစ်လိုက်ပါတယ်ဂရိတ်ကုတ်ကိုလှုပ်တယ်လို့မျိုးဆူဒိုအပေါ်စတယ်ဖြစ်ပြောင်းလိုက်တာပါဆိုတော့တေချာသွားတာဒီဥဟာအပေါ်စတယ်တကောင်ဖြစ်တယ်ဆိုတာပါပဲသူ့နာမည်ကတော့ Act of the Perfect World ပါ ဘာသာပြန်စောက်စာကြီးဖြစ်မှာမို့ဒီတိုင်းမထားလိုက်ပါမယ်ဂျရုံးတို့ဖွဲ့လည်းမကောင်းဆိုးဝါးလိုက်လာတာကြောင့်ဖះเจ้าရဲ့အလုံးဂျုံဆုံးနေရာဖြစ်တဲ့ဝိပုကန်းစီကိုအာကူတကြီးနဲ့ပြေးလာကြပါရယ်ဒါပေမဲ့ဝိပုကန်းရှိရာမထင်မှတ်ထားတဲ့မြင်ကွင်းကြောင့်လန့်ဖြတ်သွားပြီးတရတော့မယ်လို့ထင်သွားပါရယ်အီရှီဒိုရောကခဲနဲ့ထုဖို့အတွက်ကြောက်တုံးပတ်မှလဲကြောက်တုံးပတ်မှလဲဆိုပြီးလိုက်ရှာနေပါရယ်အဲ့ဒီအချိန်မှာမီအလင်နိုင်တစ်ခုပေါက်ကွဲထွက်လာပြီးကတ်စကောက်ပွေ့ချီထားတဲ့မော့ဂက်စ်နဲ့သူ့နောက်လိုက်တီကိုတွေးလိုက်ရပါရယ်မီတန်ကြီးကမော့ဂက်စ်မှုတ်လိုက်တာပါ စောစောကမကောင်းစွာရည်ထဲမှာကက်စကာရှိနေပြီးဒီမွန်ချိုင်းယာကက်စကာကိုအစားမခံရအောင်ကာကွယ်ပေးထားတာဖြစ်ပါတယ်။အီလေးုံမြင်ရတော့လူကာရူအန်အိုးနေပြီးအီရှိဒိုရူကတော့ဟေ့မျက်နှာလေးတောင်နဲ့ကောင်အဲ့ဒီအမောက်ကိုပြန်ပေးစမ်းဆိုပြီးတောင်းလိုက်ပါတယ်။မပေးနိုင်ဘူး။ဒီမိမကမကောင်းစွာရည်ပေါ်ထွန်းလာရတဲ့ဇစ်မြစ်ပဲ။ဖျားသခင်တို့ကဒီဆုံးမောက်ကိုတိုင်မှာမီးရှို့တက်ပြရမယ်လို့မော်ဂက်စကာပြောတော့အီရှိဒိုရူနဲ့ဂျရုံးတို့ကတိုက်ခိုက်ဖို့ဓာတ်ပြင်လိုက်ပါတယ်။ဒီနေ့ပိုင်းရတော့ပြီးသွားပါပြီ။ ကျွန်တော်မနေ့ကပြောထားတဲ့အတိုင်း Facebook page ကို follow လုပ်ပြီးကြပါဦး page link ကိုတော့ပင်ခွင့်မှာချထားပေးပါမယ်ကျွန်တော်ရဲ့ video တွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပြီးသွားကြပါဦး